ဝေဒာဒူမတော်တယ်လေဒူမတော်တယ်ဝေဒာအဖေနဲ့မာကြီးနဲ့က first cousin ပေါ့အာဒီဝေဒာဖေကတော့အားလုံးသိတဲ့အတိုင်းပါပဲကိုဇဝါပေါ့ကိုဇဝါအဖေနဲ့မာကြီးရဲ့အဖေကညီကိုအရင်ဆိုအဖေဘက်ကအမျိုးကြီးပေါ့ဇဝါကိုမာကြီးကကိုဟင်းလို့ခေါ်ပါတော့နော်မာကြီးနဲ့တက်ကတစ်နှစ်ပဲကြာပါတယ်ဒါပေမဲ့လူခေါ်မဲ့မောင်တယောက်ဆိုတာတားတယောက်လို့ပါပဲ အဲ့တော့သူတမီလေးမင်္ဂလာဆောင်လေဆိုတော့ဘာကြီးကပေါက်ရက်ပြီးတော့တက်ရောက်ချိမြတ်လာပါအန်ဒီကြီးကလည်းပြောထားတယ်ပေါ့နော်ဟုတ်တယ်ဟုတ်တယ်အမေအဖေအမျိုးတွေမြင်တော့သူကဝမ်းနေနေတည်းအဲ့ငိုပါဆိုရနဲ့လာ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 ဆိုမင်းခေါ်လာအာအမိချိုးလည်းပြောထားရတယ်နော်သူမနေ့ကမှသူအလိုသူသွားလာလာလေးပေါ့နော်သူသွားခိုင်းလိုက်တာပေါ့သွားတော့နေပါသူစိတ်ပြေလည်းပြောက်ဖြစ်တာပေါ့ ုတ်ကဲ့ပါဒါပွဲလေးမှာအကုန်လုံးလည်းဝိုးဝိုးနဲ့ပြောတာတို့ချောင်းမတိကြဘူးလေအမျိုးတော်မျိုးပါဘာကြီးတို့အမျိုးတောင်းတာလူတိသွားဒါ28နဲ့ဆက်ရှိလောက်ပဲရှိတယ်။ဒါကိုရီးယားလူကြီးလေးလည်းအရန်ဆံပါတယ်။အဲကောင်းမွန်တဲ့အိမ်အောင်ရေးကိုသူရွေးချယ်သွားတာပေါ့။ဖိုခိုင်ဒါရိုက်တာလုပ်တဲ့ကားဖြစ်တဲ့အတွက်ဟို မကြီးကတော့စိတ်ချယုံကြည်ပြီးသားပါဟိုခါကဒီကားလေးစရရင်ပဲဆိုမဆိုးဒါလေးဘယ်လိုနေလဲဆိုပြီးသူကမကြီးဝတ္ထုလေးပြဖက်တယ်ဝတ္ထုစောက်ကလေးကလည်းဆွေးမြေဟောင်းနှမ်းပြီးတော့စောက်ရကလေးတွေကလှိုင်ကိုတရွက်စီကြွေကြတော့မယ်အနေထားမျိုးအဲ့နဲ့တရူတသေးလေးအဲ့ဒါလေးကိုဟိုခါအိတ်ကလေးနဲ့ထည့်ပေးတာကိုယ်လည်းအဲ့တရူတသေးတရွက်ချင်းဖတ်ရတာပေါ့နော်ဖတ်ပြီးတော့ ကောင်းပါလေကိုခမ်းလို့ဆိုင်ရင်လေးရလဲသူ့အနေသူတော့ပြည့်စုံပါတယ်စိတ်ဝင်စားဖို့လည်းကောင်းတယ်ဇလန်းရဲ့မြေဆိုလည်းရိုက်ပါလို့အဲ့တော့နေနေရနေရမလဲဆိုတော့ကိုခတ်မယ်ဆုံးဖြတ်ပါလို့အဲ့ဒီမှာအဲ့ဒီထဲမှာအခန်းပေါင်းမြောင်မြောင်ဆိုရှိရဲဆိုမိမိမနေရတွေကများတော့ကိုတော့ပဲနေရနေရမသိဘူးအဲ့နဲ့ကိုခန်းအဲ့ဒေါ်လီတင်းဆယ်နေရာကိုရွေးပြလိုက်တာအဲ့ဒီနေရာမကြီးတော့အဲ့ဒီနေရာကိုမစင်စားထားမိဘူးအဲ့ဒီအိမ်မှာသူတို့ကိုခန်းတို့ရဲ့အိမ်မှာအိမ်ပေါ်လုံးနေတဲ့အမျိုးသမီးတယောက်ပါနော်ဒါပေမဲ့သူကအဲ့လိုစကားကလည်းမပြောတတ်ဘူးစာရီပါရီလည်းမဖတ်တတ်ဘူး ရန်ရိုးပြီးတော့တောကြတဲ့အခွားကြီးတယောက်ပေါ့အမကြီးဒီလိုကာရက်တာမျိုးလည်းမလုပ်ဘူးသေးတော့ကောင်းပါတယ်လို့ခင်ဗျအဲ့နေရာနေပါမယ်လို့ဆိုပြီးတော့ကိုခန့်ပြောတဲ့နေရာမှာမကြီးနေခဲ့လိုက်တာပါအဆင်ပြေပါတယ်ဒါပေမဲ့အဲ့လိုမျိုးပေါ့အဲ့လိုမလိုက်ဘူးလို့ပြောတဲ့အတွက်မကြီးကတတ်နိုင်ဆုံးဟိုဘယ်လိုခေါ်မလဲအဲအသွင်တူအောင်မကြီးတရုပ်ဆောင်ထားပါတယ်မကြီးကိုအဲ့လိုချမ်းသာတဲ့ရုပ်တွေပဲမြင်နေကြများနေတော့မကြီးလည်းမလိုက်မရိုက်ချင်တော့ အဲ့တော့အဲ့လိုမျိုးခုလိုမျိုးဟိုရမ်းစစ်စစ်ရဲရဲနဲ့လူတိုင်းကိုကြောက်နေရတဲ့အိမ်ပေါ်မိမကြီးတယောက်စကားမပြောတတ်တဲ့မိမကြီးတယောက်အဲပြီးတော့စာမဖတ်တတ်တဲ့မိမကြီးတယောက်အဲ့လိုလှုပ်ခွေရတယ်ဘာကြီးကပြောပါတယ်ကိုခန့်ကမိုင်းတို့ရေသားခင်ကြီးတို့ကလည်းဒါကိုခန့်အတွဲဘက်ပဲလေကိုခန့်အဲ့လိုမျိုးဝင်ပြီးတော့ သူအများကြီးရိုက်ကူးပေးခဲ့တာပါတော့ကိုခန့်ကိုမိုင်းတို့ကယုံကြည်ပြီးသားပါပြင်မှာယင်တို့ကမိုင်းတို့ကားရိုက်ရိုက်လဲကိုခန့်ကအဲ့လိုဝင်ပြီးတော့အများနဲ့ပေါဝင်ကူညီခဲ့တာဆိုတော့စင်ပြေပါတယ်မိုင်းကိုခန့်ကိုယုံကြည်တဲ့အတွက်ဒီသားလေးကိုရိုက်တာပါဥပိုဟိတာဒူမတော်တယ်လေဒူမတော်တယ်ဥဝိတာအဖေနဲ့မိုင်းနဲ့က first cousin ပေါ့အာဒီဥဝိတာဖေကတော့အားလုံးသိတဲ့အတိုင်းပါပဲကိုဇဝါပေါ့ကိုဇဝါအဖေနဲ့မိုင်းရဲ့အဖေကညီကိုအရင်ဆိုအဖေဘက်ကအမျိုးတွေပေါ့ ဆိုတော့ဒါပေမဲ့ဖိဘက်ကမြို့ဆိုရင်မာကြီးတို့အရန်ကိုချစ်ကြပါတယ်။ဒါကိုဟင်းနဲ့ဆိုတာလဲဇဝါဟိုမာကြီးတို့ကိုဟင်းလို့ခေါ်တာပေါ့နော်။ဒါမာကြီးနဲ့တက်ကတစ်နှစ်ပဲကြာပါတယ်။ဒါပေမဲ့လူခေါ်မယ်မောင်တယောက်ဆိုတာတားတယောက်လို့ပါပဲ။အဲ့တော့သူတပီလေးမင်္ဂလာဆောင်လေဆိုတော့ဘာကြီးကတော့ရောက်ပြီးတော့တက်ရောက်ချင်းမြတ်လာပါတယ်။အန်တီကြီးကလည်းပြောထားတယ်ပေါ့နော်။ဆွေးနွေးကြတဲ့အခါကျ ်ဟုတ်တယ်ဟုတ်တယ်အမေအဖေအမျိုးတွေမြင်တော့သူကဝမ်းနေနေတည်းအဲငိုပါဆိုရနဲ့လာ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 ဆိုမင်းခေါ်လာပါအမိကြီးကိုလည်းပြောထားရတယ်နော်သူမနေ့ကမှလေသူသူသွားလာလာလာလေးပေါ့နော်သူသွားခိုင်းလိုက်တာပေါ့သွားတော့နည်းပါသူစိတ်ပြေလည်းပျောက်ဖြစ်တာပေါ့ဟုတ်ကဲ့ပါဒါပွဲလေးမှာအကုန်လုံးကလည်းဝုန်းနဲ့ဖြစ်သွားတာတချို့မတိကြဘူးလေအမျိုးတော်မျိုးတော်ပါဘာကြီးကအမျိုးတောင်းတာလူတိသွား Say see ဝါကျတော့ဟိုငငယ်လေးတဲ့တချင်းရေးတာဒါမာကြီးတို့တွေမင်းသမီးမဖြစ်သေးဘူးပေါ့နော်အဲ့လောက်ခတဲ့ရဇဝါလေသူကအဲ့ဒီတချင်းရေးတဲ့ကိစ္စကိုပိုင်ပိုင်နိုင်နိုင်လောက်တာဆိုတော့သူကငကိုလေးကတော်ပြီးသားကို့မျိုးမို့လို့ကိုပြောတာမဟုတ်ဘူးသူတို့ကပါရမီရှိတယ်အဲ့ဆိုကလေးတွေမွေးလာတော့လေကလေးလေးတွေကလည်းအစိုးရတွေဖြစ်လာကြတယ်အောင်မြင်ကြတယ်ဒါကတော့ချစ်ကျူးစရာပဲမာကြီးတို့မှာအမှုပညာမျိုးရှိတယ်လို့ပဲပြောရမှာပေါ့နော်အဲ့ဒီပူပူဟေသာအမှန်တိုင်းပြောရရင်လေ ပူပူရီသားတချင်းလေးပေါက်တော့ကိုကနားထဲမှာထောင်မိအောင်ပေါ့နော်အဲ့တော့အဲ့တချင်းလေးကလည်းဆွဲလွယ်တယ်လေအဲ့တော့ပါဇက်ကပိုင်းမှုကြီးကြီးမိတာအဲ့တုန်းကမတ်တာထဲမှာကြီးနေတဲ့အိမ်ထဲထူထူလေးတော့မတ်တာလေးအားတဲ့ကိုဟင်းသမီးလေးတဲ့ဟဲ့ဟုတ်ရဲ့လားလို့ဟုတ်တယ်တဲ့ဟဲ့ကိုဟင်းသမီးဒီရွှေရောက်နေတာငါမသိဘူးလို့ဆိုအဲ့တုန်းကအဲ့မှာဇဝါကိုဖုံးဆက်သားလို့ဒါသားရဲ့သမီးလို့ပြောတယ်လို့ဟုတ်လားဟုတ်တယ်မကြီးအော်ဒီရွှေရောင်ရောက်ကအမျိုးတွေကမတွေ့တာကြာတော့လေခလေးတွေအဲ့လိုကြီးကုန်တာတော့မကြီးကမသိဘူးအဲ့အသက်ကြီးမှအဲ့အဲ့ လေးလေးအစိုးတော့ဖြစ်မှာမကြီးကတွေ့ရတာကြီးလာပြီးတော့ကိုပြအင်းအိမ်တော်နေတော်ကြောင်းရတယ်အဲ့လိုဇင်ဇင်တို့ဒီပူဝေသားတို့ဆိုအဲ့လိုမျိုးလေးပူဝေသားဘုံငယ်တာပေါ့ပူဝေသား28 28လောက်ပဲရှိတယ်ဆိုတော့ပူဝေသားလူကြီးလေးလည်းအရန်ဆံပါတယ်အဲသူကောင်းမွန်တဲ့အိမ်တော်ကြီးကိုသူရွေးချယ်သွားတာပေါ့အော်မတားရတော့နှစ်ယောက်အမေနဲ့ဒါအမအပူချောလာလို့နဲ့ဒီမှာသူကကိုယ်ယူပြရတာ share နေသေးတယ်။သူကမလာနိုင်ဘူးလေ။သူမလာနိုင်တဲ့အခါကျတော့အမနဲ့အမေနဲ့ကတင်ထားတာတွေ့တယ်။ဒါကြီးလည်းတွေ့တယ်။ ဲ့ပီတိဖြစ်နေတယ်လည်းမှတ်တာဟုတ်မှာပေါ့ကဲအားလုံးကျေးဇူးတင်ပါတယ်ကျေးဇူး